မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 8ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခန်းနီခရိုင်ဟ ோம் လဲမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပြူစောထီတို့ပူးပေါင်းတပ်ဆွဲထားတဲ့စကမ်းလေးခုကိုတိုက်ခိုက်သိမ်းပိုက်ရလက်နက်တရာကျော်ကိုသိမ်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လ30ရက်နေ့ကနေစတင်ပြီးတော့အေပီလ9ရက်နေ့အထိဟောမလဲမြို့နယ်အင်ဂျင်မော်ရွာမနောတာရွာနဲ့ကျွန်းကုန်းရွာတို့မှာရှိတဲ့ခမရ369 380နဲ့ပြူစောတိပူပေါင်းအင်အား300ကျော်နဲ့အခြေပြုနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၄ခုကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအထူးလှုပ်ရှားတရင်၄တရင်၈မော်လိုက်ခရိုင်တရင်၁ ခန္ဒီခရိုင်တရက်တက်ဖောင်းပြင်းမြို့နယ်ပကဖနဲ့ဟောမလင်းမြို့နယ်ပကဖတို့ကပူးပေါင်းပြီးတော့ကိုရဲ့အကြာတိုက်ခိုက်ခဲ့ရပြီးတော့တိမ့်ပိုက်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအုံပြုတဲ့လက်လုံတနက်အလက်20အပါဝင်လက်နက်ငယ်မျိုးစုံ132လက်ကြီမျိုးစုံ13000ကျော်ရှေ့ဘက်မိုင်း2လုံးဘုံသီးမျိုးစုံ4လုံး drone gun တစ်လက် station jammer တစ်ခုဒါမျိုးစုံအချောင်း30နဲ့တရုတ်စကားပြောဆက် TSSD 16လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာရှိတဲ့ DSA စစ်တပ်ကတိုးကိုဒီကနေ့မနက်ပိုင်းကတရခုံမမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်၄နာရီဝန်းကျင်အချိန်ကပြည်ဦးလွင် DSA စစ်တပ်ကတိုးကိုရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တယ်လို့သိရပါဗျ။မြန်နန္ဒာဟိုတယ်အနီးကိုရှော့တိုက်တုံး၃လုံးကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီကဒီကနေ့တနေ့လုံးမှာပြင်ဦးလွေမြို့ကိုပိတ်ဆို့ပြီးတော့စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။လက်တလောသိရတာကတော့ညနန္ဒာဟိုတယ်အနီးကိုသုံးလုံးကြက်ရောက်ပောက်ကွဲတယ်။ထိခိုက်မှုအခြေအနေတွေကတော့စုံစမ်းနေသေးပါ။ပြင်ဦးလွေမြို့အဝင်ထွက်တွေကိုစစ်တပ်ကအရန်ကိုစစ်နေတယ်။စစ်ဆေးဓာတ်တွေအရန်ကျန်းနေတယ်။တချို့မန္တလေးကတက်လာတဲ့ကားတွေကိုနောက်ပြန်လှည့်ခိုင်းနေတယ်လို့တော်လန်ရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။ပြင်ဦးလွေမြို့နယ်မှာ DSC စစ်တပ်ကတို့ကိုတရခွန်မမရှော့တိုက်တုံးနဲ့ပြစ်ခတ်မှုသတင်းကိုသက်ဆိုင်ရာတော်လန်ရေးတပ်ဖွဲ့တွေကမကြမီထုတ်ပြန်သွားမှဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့အနီးတင်ငန်းညီနောင်အခြေချဗျူဟာကို KNLA နဲ့ PDF ကူးပေါင်းတပ်ဖွဲ့တွေကတင်းယူပြီးတဲ့နောက်မှာမြောက်ဝတီမြို့ပေါ်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်လာမှကိုစိုးရိမ်ပြီးတော့ AP လ9ရက်နေ့ကစပြီးတော့မြို့ကန်တချို့ဟာနေရက်ကိုစွန့်ခွာနေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြို့ပေါ်လမ်းမတွေမှာတော့စစ်ကောင်စီတပ်ကလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့မြောက်ဝတီမြို့ကန်တအူးကပြောပါတယ်မြို့ပေါ်မှာကတော့ဘလို့အခြေအနေမှန်းတော့မသိဘူးအဓိကကတော့ပတ်စံရှိတဲ့သူတွေစီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့ရှောင်းတယ်မြို့အလယ်မှာပေါ့ ထွေအုံရုံးရှိတဲ့နေရာအနီးကဒေသခံတွေကလည်းရှောင်းတိန်ကုန်ပြီးမြောက်ပြည်မြို့ကနေရဲဆုံခွာတဲ့အရေးအတွက်ကိုတော့အသေးစိတ်မသိရသေးဘူးလို့သူကပြောပါတယ်မြောက်ပြည်မြို့မှာခရိုင်နဲ့မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးတွေမှာလည်းဝင်ထွက်သွားလာခြင်းတွေပိတ်ထားတယ်လို့ရက်ွက်အုပ်ချုပ်ရေးမှုရုံးတွေလည်းမနေ့ကစပြီးတော့ပိတ်ထားလိုက်ပြီလို့ဒေသခံတွေကပြောပါတယ်မြောက်ပြည်မြို့ပေါ်မှာတော့စစ်ကောင်စီတပ်နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ပူးပေါင်းတပ်ကရင်နှန်းနေနဲ့ကင်းလဲ့နေပြီးတော့မြို့တွင်းနေရာတချို့မှာလည်းစစ်ဆေးရေးတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ် ်လက်ရှိမှာတော့မြောက်ရီမြို့အနီးကစစ်ကောင်စီတပ်စခန်းတွေတိမ့်ပိုက်ခံထားရပြီးတော့မြောက်ရီမြို့ဆောင်တပ်ခြေလင်းတရင်ခလာရ295နဲ့ KNLA PDF ပူးပေါင်းတပ်တွေနှစ်ဖက်စီရေးတင်းမာနေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ရာသာရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူ၃ဦးကိုပြစ်တက်ကနေအိမ်250ကျော်ကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဒီကနေ့ AP လာ၈ရက်နေ့မနက်9:00နာရီအထင်ကန်းကမင်းညံမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ကြောက်ကန်ရွာ၊လယ်တစ်ရွာနဲ့ညောင်တို့ရွာတို့ကပြူစောထီတွေပူးပေါင်းပြီးတော့ကားသုံးစီးနဲ့ရတာကြီးရွာအတွင်းကိုဝင်ရောက်လာပြီးတဲ့နောက်ပြည်သူတွေကိုလိုက်လံပစ်ခတ်ရာအသက်60အရွယ်ရတာရွာသားဦးညံဖိနဲ့ဖရင်ရွာကတားဖနှစ်ဦးတို့တေဆုံးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာရွာသူရွာသားတွေကိုစာတင်ကြောင်းအတွင်းမှာဖမ်းဆီးပြီးတော့ ဖုန်းတွေကိုတင်းယူပြီးရိုက်နှက်နှိပ်စက်ခဲ့တယ်လို့သိရပါတယ်ဒီမနက်9နာရီလောက်ကဝင်လာတာပြည်သူတွေကိုစာတင်ချောင်းထဲမှာဖမ်းပြီးတော့ရိုက်နှက်နှိပ်စက်နေတယ်ဖုန်းတွေကိုပါတင်းသွားတာပြည်သူတွေကိုခဏဖမ်းပြီးတော့ရိုက်နှက်နှိပ်စက်ပြီးတော့ပြန်လှုပ်ပေးတယ်အခုတော့ပြန်ထွက်သွားပြီတိုက်ပွဲဖြစ်ွားတာတော့မရှိပါဘူးအเจ้าမဲ့တက်တက်ကိုလာလှုပ်သွားတာပါအခုနေ့လယ်ပိုင်းတော့ပြန်ထွက်သွားပြီလို့ဒေတာကံပြည်သူတအုပ်ကသတင်းပေးဖို့ပြောဆိုလာပါတယ်မနက်ပိုင်းကစပြီးတော့နေ့လယ်ပိုင်းအထိကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကရတာကြေးရွာမှာရှိတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ရာ အင်ချီတဲ့တဲကအင်ဂျီ250ကျော်မီးလောင် ပြာကျခဲ့ရတယ်လို့သိရပါဗျ။ကျေးရွာနေပြည်သူတွေဟာနေအိမ်တွေကိုပြန်လဲဝင်ရောက်နိုင်ခြင်းမရှိသေးဘဲနဲ့နီးစပ်ရာနေရာတွေမှာရှောင်တိမ်နေထိုင်နေကြရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကလယ်သစ်ကျေးရွာကပြူစောတိခေါင်းဆောင်ပေါက်ကြီးရဲ့အဖွဲ့ဝင်ပြူစောတိတအုပ်ကိုရတာကျေးရွာနေပြည်သူတွေကမတင်ကြတဲ့အတွက်ခေါ်ယူစစ်ဆေးခဲ့တာကိုမကျေနပ်တဲ့အတွက်ကြောင့်စစ်ကြောင်းထိုးဝင်ရောက်လာပြီးပြစ်ခတ်တပ်ဖြတ်ခြင်းမိရှို့ခြင်းများကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းနယ်တန်တွဲမြို့နယ်ဘက်မှာစစ်ကောင်စီကအခုရက်ပိုင်းအတွင်းမှာလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ဆိုးသလိုပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကြီးတွေဟာစစ်ရေးရင်တွေကတဆင့်လှမ်းပစ်နေခြင်းဖြစ်ပြီးတော့တန်တွဲနဲ့တောင်ကုန်းမြို့နယ်ဘက်မှာရှိတဲ့ကြေးရွာအနီးတဝိုက်နေရာတွေမှာကြားရောက်ပောက်ကွဲမှုတွေရှိနေတယ်လို့တောင်ကုန်းဒေသခံတအုပ်ကပြောပြလာပါဗါး။နေပြည်တော်ကနေလှမ်းပြီးတော့ပစ်တာတွေရှိပါတယ်။တန်တွဲနဲ့တောင်ကုန်းမြို့နယ်အဆက်ဂျားဘက်မှာဖြစ်တာပါ။ ကျေးရွာတွေအတွင်းတော့မကြဘူးကျေးရွာအနီးနားတွေရွာအနီးနားကတောင်တန်းတွေမှာကြာတာတွေရှိတယ်ပြောရမယ်ဆိုရင်တော့အရင်ကသူတို့မိုင်းဆွဲတက်ခိုက်ခံရတဲ့နေရာတွေကိုအဓိကထားပြီးတော့လှမ်းပစ်နေတာလို့သူကပြောဆိုခဲ့ပါတယ်လက်ရှိပြစ်ခတ်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီရေရင်ဟာတောင်ကုတ်မြို့နယ်တပြော့ကျေးရွာအနီးတစ်ဝိုက်ကိုအခုရက်ပိုင်းအတွင်းမှာစတင်ပြစ်ခတ်မှုတွေရှိလာခြင်းဖြစ်တယ်လို့သိရပါတယ် အဲ့ဒီတပြော့ကြေးရွာအနီးမှာပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလတွင်ကစစ်ကောင်စီရင်နန်းကိုရခိုင်တပ်တော်ဘက်ကမိုင်းဆွဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ကောင်စီဘက်ကပြစ်ခတ်မှုတွေကြောင့်အနီးတစ်ဝိုက်မှာရှိတဲ့ကြေးရွာတွေကဒေသခံတွေဟာကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ရွာတွေထဲကြာတာတော့မရှိသေးပေမဲ့ထပ်ပြီးတော့ပြစ်နေအောင်မယ်ဆိုရင်မကြလာဘူးလို့မပြောနိုင်ဘူး။သူတို့ကရွာသားတွေရှိတယ်ဆိုပြီးလဲငဲ့ညာတတ်တာမျိုးမဟုတ်ဘူးလေ။အများအားဖြင့်တော့ကြောက်နေကြတာပေါ့။တချို့ဆိုရင်ရွာကနေပြီးတော့ရှောင်နေတာမျိုးတွေလည်းရှိတယ်လို့ပြောဆိုကြပါရစေ။ စစ်ကောင်စီရဲ့စစ်ရည်ရင်တွေကနေတဆင်းလက်နက်ကြီးပစ်ခတ်မှုတွေရှိလာတဲ့တောင်ကုန်းနဲ့တန်တွဲမြို့နယ်တို့မှာစစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေများအဖြစ်ရှိနေပြီးတော့ရခိုင်တပ်တော်နဲ့စစ်ရေးတင်းမာလျက်ရှိတဲ့ဒေသတွေဖြစ်တယ်လို့လည်းသိရပါဗျ။ရခိုင်တပ်တော်နဲ့စစ်ကောင်စီတပ်တို့ရဲ့ရခိုင်ဘက်စစ်ရေးအရှိန်ဟာဆက်လက်ပြီးတော့မြင့်တက်နေသေးဖြစ်ပြီးတော့မြို့နယ်၁၆မြို့နယ်တွေကမြို့နယ်၁၀ခုဟာရခိုင်တပ်တော်ထိန်းချုပ်နယ်မြေအဖြစ်ရောက်ရှိထားပြီးဖြစ်က ကြံရှိနေတဲ့မြို့နယ်တွေကမောင်တော်ဘူးဒီတောင်နဲ့အမ်းမြို့နယ်တို့မှာစီရေးပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးများပစ်ခတ်မှုဟာ၎င်းတို့ထိန်းချုပ်နယ်မြေအဖြစ်ရှိနေသေးတဲ့ဒေသများတွင်လာမကရခိုင်တပ်တော်ရဲ့ထိန်းချုပ်နယ်မြေများကိုလည်းစစ်ရေးရင်တွေကလက်နက်ကြီးတွေနဲ့လှမ်းပြီးတော့ပစ်ခတ်မှုတွေပြုလုပ်နေသေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စဲမြို့မှာအကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မလူသစ်စုဆောင်းမှုကြောင့်စစ်သည်ဝင်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတအူးဟာလက်နက်များကိုယူဆောင်လာပြီးတော့ calling PDF ထံမှအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီတက္ကသိုလ်ကျောင်းသားဟာကြောက်စဲမျိုးအဆောင်တစ်ခုမှနေထိုင်ပြီးတော့တက္ကသိုလ်တက်ရောက်နေတဲ့အချိန်2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာစစ်ကောင်စီက၎င်းနေထိုင်ရာအဆောင်တဲအထိကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီးတော့တပ်သားတဲ့အဖြစ်နဲ့အတင်းအဓမ္မစူဆောင်ချင်းခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်တပ်သားတဲ့အဖြစ်နဲ့စူဆောင်ခံခဲ့ရပြီးတဲ့နောက်မှာတောင်တွင်းကြီးမျိုးအမှတ်9စစ်အခြေခံလေ့ကျင့်ရေးတပ်မှ၄ဘက်ကြာစစ်တင်တန်းတက်ရောက်ခဲ့ရပြီးတော့ရွှေဘိုအမှတ်၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကိုပို့ဆောင်ခဲ့ပြီးတော့ခလာရ305တပ်ရင်းကကြားဘလူးစစ်ကြောင်းခွဲအဖြစ်နဲ့ဖွဲ့စည်းခဲ့ကကောလင်းမြို့ကိုစစ်ကြောင်းပြန်ထိုးတဲ့အချိန်မှာလိုက်ပါလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခလာရ305စစ်ကြောင်းဟာကောလင်းမြို့နယ်ကြောက်တန်းရွာကိုမက်လ9ရက်နေ့စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာစစ်ကြောင်းမှုနဲ့စစ်သား2ဦးကအသက်28နှစ်အရွယ်ခရီးသွားအမျိုးသမီး2ဦးကိုအတင်းအဓမ္မပြုကျင့်ကလယ်လီတပ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာခဲ့ခြင်းဖြစ်တယ်လို့ ။စကိုင်းတိုင်းပြည်ထရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီတက္ကသိုလ်ကျောင်းသားဟာမက်စလာ73ရက်နေ့ကကောလင်းခရိုင်တိုင်ရင်တက်မှာအလင်းဝင်ရောက်ခဲ့ပြီးတော့ MA2 စက်တနက်တလက်ကြီးစံအတောင့်တစ်ထောင်ကြီပေါက်6ခုလက်ပြုံတစ်လုံးနဲ့နင်းမိုင်းတစ်လုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး AP လ9ရက်နေ့မှာကောလင်းခရိုင်တိုင်ရင်တက်ကဂုံပြုတ်စုငွေ390ချင်းမြေပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စေရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။